ါပိတ်သက်ကြီးရဲ့ဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်ဇာတ်လမ်းကတော့လောခဲနှစ်များစွာကျွန်တော်ရဲ့ဘဝမှာကိုနိုင်ကျုံတွေ့ခဲ့ရဖြစ်ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေမိတ်ဆွေတို့ရဲ့စိတ်ကူးရဲ့ဉာဏ်ထဲမှာထည့်သွင်းစဉ်းစားစေလိုပါတယ်ဗျာ။မိတ်ဆွေတို့ကခြားသူရဲ့ချစ်သူကိုလူယူဖို့ပါတလား။ဒါမှမဟုတ်မိမိရဲ့ကောင်းမှုကုသိုလ်နဲ့မကောင်းမှုရဲ့ကံကဘယ်ဟာပုံများမယ်လို့ထင်ပါတယ်လေ။ကျွန်တော်တို့မြန်မာလူမျိုးရဲ့ယုံကြည်ကြတဲ့ကံတရားဝတ်ကျေးဆိုတာတကယ်ပဲဒီဘဝမှာပြန်လည်ပေးဆပ်ရတာရှိပါလား။ဒီဇာတ်လမ်းကကျွန်တော် ော်တို့ယဉ်ဤကျွမ်းဝင်တဲ့ဗုဒ္ဓဘာသာရဲ့အခြေခံကံနဲ့ဝတ်ကျွေးရဲ့သဘောတဘောဟာခြေခံထားပြီးတော့ချစ်ရချစ်ရလောဘတို့ဟာလူတရားကိုတာသနာဘောင်ထဲကိုရောက်နေတည်တိုင်အောင်ဘလိုမျိုးလိုက်လံနောက်ရှေ့ပြီးတော့၆လနိုင်တည်ပေါ်ပြသွားပါလိမ့်မယ်သူ့ကိုသူ့အိမ်ကိုဖြစ်စီခဲ့တဲ့သူဟာတာမန်ဘဝမှာပဲငြိမ်းချမ်းမှုမရနိုင်ဘူးကြားရပါကမိတ်ဆွေတို့အောင်မကောင်းမှုမပြုတော့ဘူးလို့အာမခတ်နိုင်ပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဇက်လန်လေးကိုစလိုက်ရအောင်ခင်ဗျာဇက်လန်လေးကိုစခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လေးလုပ်ပါ ားပေးကြဖို့ကျွန်တော်မြင့်တိုင်ရခံပါတယ် တက္ကသိုလ်ကျောင်းသားဘဝကလေးကကျွန်တော်အမြဲတမ်းချောင်းလက်နေတဲ့မင်းကွာမင်းဘယ်တော့မှယဟန်ဝတ်မလဲဆိုတဲ့ဖေးရဲ့စကားပါပဲကျော်ကိုရန်ကလည်းအဲ့ဒီကိစ္စကိုရှောင်လွဲလို့မရခဲ့ပါဘူးအထူးသဖြင့်ကျွန်တော်ဘွဲရခါနီးအလုပ်မလုပ်ချင်သေးတဲ့အချိန်မှာပေါ့ငါသားမင်းခုလို့အားနေလို့ယဟန်လေးပါလေခဏဝတ်ကြည့်ပါလားကွာဘွားမှာအလုပ်စားလို့ရင်ပဲဖြစ်ဖြစ်အိမ်ထောင်ပြုရင်ပဲဖြစ်ဖြစ်နောက်မှဒီလိုကိစ္စတွေပူပန်နေတာမလို့တော့ဘူးကွယ်ဘောခံရရင်တော့ကျွန်တော်ကအဲ့ဒီတုန်းကခီးထွက်ပြီးတော့အေးအေးလူလူနဲ့နေကျင်ခဲ့တာပါ တနာပေါင်းလေးကိုဝင်ရမအောင်လေစိတ်ထဲမှာလေးလံနေမိပါတယ်ဗျ။ဒါပေမဲ့ကျွန်တော်နောက်ဆုံးမှာတော့ညှင်းဆက်လို့မရခဲ့ပါဘူး။ဒါဆိုရင်ကျွန်တော်ယဟန်ဝတ်မယ်ဗျ။ဒါပေမဲ့လူပြန်ထွက်ရင်တော့ကျွန်တော်ရဲ့ချက်တူနဲ့နိုင်ငံသားကြီးစိတ်ကို ဖေပေးရမှာနော်အဖေကလည်းကျွန်တော်ညှိနှိုင်းတာနဲ့ချစ်ချင်းစုတလို့ပဲခေါင်းညှိခဲ့ပါတယ်အေးစိတ်ချငါသားရဲ့ငါသားအတွက်အဖေကောင်းဆုံးစီစဉ်ပေးမယ်စိတ်ကိုအေးအေးချမ်းချမ်းနဲ့သာတရားအားထုတ်ပြီးတော့ငါသားရဲ့အဲ့ညမှာပဲကျွန်တော်ရဲ့ချစ်သူတီယာနဲ့ကျွန်တော်စကားများခဲ့ရပါတယ်ကိုအောင်မြတ်မဖြစ်လို့စကားမတီးရဘူးလုံးနေအောင်လေဟိုတစ်ခါတော့လေပြောပြီးသားဟုတ်အရင်ကလည်းရစ်တော်ကြညဟန်းဝတ်ဘူးတာပဲဟာတီတာရာကိုလည်းပဲတက်နိုင်ပါမလဲအဖေကအတင်းတိုက်တော်နေအောင် ပြီးတော့ကိုရဟန်းဝန်းလို့မင်းအတိုင်းမင်းအဖြစ်ကြီးရဲဆိုတာမသိဘူးလားဒီဒါကလည်းမင်းနာငငယ်လေးနဲ့ခေါင်းငုံသွားပါတယ်ဒါမဲ့ကိုရဲ့အဲ့ဒီကိစ္စတွေတိတားရဲ့စိတ်ထဲမှာတော်တော်လေးကိုလင်းနေတယ်ဒီဒါကဆက်မကောင်းဖြစ်နေပြီမဲ့လေကျွန်တော်ကတော့ဆက်ငါရဟန်းဝန်းဖို့ကိစ္စကိုစော့တင်လုပ်ခဲ့ပါတယ်အဲ့ဒီဆန်ငါရဟာကျွန်တော်ဘဝတည်းပြောင်းလဲအကြီးဆုံးပါပဲခေါင်းမခေါင်းမဆိုတာတကယ်ရှိရပြီးတော့ကျွန်တော်တို့မမီးရတည်းရဲ့တစေတည်းရဲ့ညနာဘဝတွေဆိုတာကလည်းတကယ်ရှိတယ်ဆိုပြီးတော့ကျွန်တော်အခိုင်အမာယုံကြည်လာတဲ့ကာလပေါ်ကျွန်တော်ရောက်တဲ့အကြောင်းကအဖ ဖေးရဲ့ဇာတိကရွာကြောင်းလေးပါယေရောရဲ့ယဟန်မွေးကတော့ဥဒမီကာလို့ခေါ်ဆိုပါတယ်ပထမဆုံးညမှာပဲတန်တရားတွေဝင်လာခဲ့ပါတ ကျောင်းကရွာနဲ့တော်တော်လေးဝေးပါတယ်တတော်လေးဝိုင်းရက်နေတောင်ကုန်းချိန်မှာပဲပထမညမှာတော့အိတ်မပြောခဲ့ပါဘူးအေးတက်တောက်တက်တာဘဝနဲ့တိဒါကိုနန်းနေစိတ်ကြာတန်းတားနေနေပါတယ်မသွေးတက်တဲ့အာယုန်တွေဝင်နေလို့လေလူးလိမ့်နေရပါတယ်နောက်ဆုံးမှာတော့ထားထန်လိုက်ပါတယ်အဲ့ဒါလည်းဆိုင်ရမို့ကျွန်တော်ရဲ့ခံရှိမှာပဲတစ်တိုင်ကိုဆုံးဖြတ်လိုက်ပါတယ်ကျောင်းတိုင်းကမီးတွေတိတ်မထော်ထားပါဘူးချွေတာလာလာလူသူနေပါလို့လားမသိပါဘူးဗျာကျွန်တော်တွေးရတဲ့တော့ရဟန်းတန်ကားတွေကလည်းမများတယ်လို့တပားနဲ့တပားလည်းတိတ်ပြီးတော့ရင်းနှီးကြပုံမပေါ်ပါဘူးဗျညနေကြီးမ ှာတော့လေယာတိုက်လို့ချမ်းစိတ်နေပါတယ်လေတိုက်လို့အိတ်ချင်စိတ်ကြီးဝင်လာပြီးတော့ပြန်ဝင်ဖို့စဉ်းစားနေရုံပါပဲဥဒမိကဥဒမိကဘုရားအဲ့ရဝင်တော့မလို့လားကျွန်တော်ရဲ့ခေါ်တန်ကိုကြားလိုက်ရပါတယ်နော်လဲကြည့်လိုက်တော့ ကျော့အခန်းနဲ့ကန်းရက်အခန်းကယဟန်နမာရက်နေပါတယ်မင်္ဂလာပါဖေကျွန်တော်ကမနေ့ကမှဝေါ်ထားတော့ကြောင်းတိုင်းနဲ့တိတ်မကျွမ်းကျင်တယ်လို့အိတ်မပြောသေးတာပါဖေကရော့ခွဲကဥတ္တမိကပါဖေကဖေကရောကျော့ကဥဝေယံပါဗျဒီမနေ့မှယဟန်ဝေါ်တာလားဥဝေယံကဖော်ဖော်ရွရွနဲ့ပြန်ပြောပါတယ်သူနဲ့ကျော့အသက်ချင်းနီးနီးနာရှိကြမယ်လို့ထင်ပါတယ်သူစကားပြောတာဖော်ရွတာတွေကြောင့်စိတ်ထဲမှာလေးလံမှုတွေရောကြပါပါတယ်ဥဝေယံနဲ့ကျွန်တော်အတော်အကြာစကားတွေပြောပြကြပါတယ်အချိန်ဘလောက်တောင်ကုန်သွားမယ်မသိတော့ပါဘူးဗျနောက်ဆုံးမှာတော့ဥဝေယံကမနေ့ဆိုရင်စောကတ် ထွေးရမယ်စောစောအဲ့ရဝင်ရင်ကောင်းမယ်ဆိုပြီးတော့ကျွန်တော်ပြောပါတယ်နင်းမှပြန်ဆုပ်ရအောင်ဆိုပြီးတော့သူ့ခန်းကိုပြန်ဝင်သွားပါတယ်ဒီလိုအသက်ချင်းနီးရဲ့ရဟန်းတပါအနားမှာရှိနေတာကျွန်တော်စိတ်သက်သာရရသွားလေနောက်တနေ့မနေ့ရောက်တဲ့အချိန်မှာကျွန်တော်အချိန်မီထပြီးတော့ရှော့ခန့်ထွက်ဖို့လုပ်ပါတယ်ကျန်တဲ့တန်ကားတော်တွေနဲ့အတူကျောင်းတိုင်းစီရတော်ကြီးဦးခင်မေရာထံဖူးမြော်ပြီးလမ်းကြောင်းခွဲကြပါတယ်ဗျရွာ9ကီလိုမီတာရှိပါတယ်ချင်းချင်းလျှောက်ရင်တော့လမ်း6ကီလိုမီတာလောက်ရှိပါတယ်ဗျကျွန်တော်လျှောက်ရမယ့်လမ်းကြောင်းကကျန်တဲ့ရဟန်းတွေနဲ့မတူပါဘူးဒါဟာပထမဆုံး ကြေပလာနဲ့လမ်းလျှောက်ခူတာဗျ။ကျောင်းထဲကိုပြန်ရောက်တော့တန်ခါဝတ်တရားတွေကိုလှုပ်ဆောင်ပါတယ်။နင်းလေနားကျေရောက်တော့ဦးဝင်းနဲ့စကားပြောချင်ပါတယ်။ဒါပေမဲ့စောစားစရာကလေးကကျွန်တော်သူ့ကိုမတွေ့တော့ပါဘူး။ဒါကြောင့်ဂျော့ထက်တနစ်စောပြီးတော့ရဟန်းပြူတဲ့ဦးဇော်တီကထံကိုသွားမေးကြည့်ပါတယ်။သူကအသက်မကြီးပေမဲ့လည်းတိတ်အေးအေးနဲ့တီတီငင်းငင်းနဲ့နေတဲ့သူကိုကျွန်တော်မေးဖို့ချစ်တုံချစ်နာဖြစ်နေခဲ့ပါတယ်။ဦးဇော်တီကဗျ။ကျေးဇူးပြုပြီးတော့မေးပေးရစေဗျ။ဦးဝင်းဗျာကိုရွာလူကြီးတွေကကိစ္စရှိလို့ခေါ်သွားတာလားဗျ။ဘာလို့မတွေ့ရတာလဲဗျ။ဦးဇော်တီကရဲ့မျက်လုံးကအချက်တောက်ပ ါသွားတယ်လို့ခံစားလိုက်ရပါတယ်။ဥဝေယံဘသူလဲဗျာဒီကျောင်းတိုင်မှာဥဝေယံဆိုတဲ့ယံမရှိပါဘူးဗျာ။ဥတ္တမိကရဲ့အခန်းနဲ့ကန်လျက်တဲ့အခန်းကတကားကိုလည်းဖွင့်လို့မရပါဘူးဗျာ။ထဲကိုခိုးကြည့်ရင်တော့မှတစ်ပင်ကြီးကျိုးကြပြီးတော့မိုးချိုးထားတာကိုတွေ့ရပါလိမ့်မယ်။ဘသူမှနေရမှာမဟုတ်ပါဘူးဗျာဆိုတော့ဘာမှပြန်မပြောနိုင်မယ်ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်သွားသလိုခံစားလိုက်ရပါတယ်ဒါပေမဲ့ဦးဇော်တိကရဲ့စကားကိုယာနုံးပြီးမယုံသေးပါဘူးဒါကြောင့်ကန့်လင့်အခန်းကိုတက်သွားပါတယ်တကားမပိတ်ထားပါဘူး ဖွဲ့ကြည့်လိုက်တော့တကယ်ပဲအခန်းကဗလာကျင်းဖြစ်နေပါတယ်။ဦးဇော်တိကပြောသလိုမျိုးမိုးချိုးထားတဲ့ခြေနေကိုတွေးရပါဒါဆိုမင်းညကျော်ကျွတွေးခဲရတာနန္ဒဘဝလားအဲ့ဒီအတရာကျော်ချင်းချင်းပဲလောက်ခါသွားပါတယ်နှလုံးခုန်နှုံးတွေကလည်းမြန်လာပါတယ်အာမရှိပဲအခန်းထဲကနေပြန်ဆင်းလာတော့လမ်းမှာတွေးတဲ့ចောင်းသားလေးကကျော်ရိုက်နေနေတာကိုလာထောက်ရပါတယ်ចောင်းသားလေးကိုဆရာတော်ဦးခင်မီတာကိုခေါ်ဖို့ပြောပြီးကျော်ဦးဝင်းရံနဲ့တွေးရတဲ့အကြောင်းရှောက်ထားလိုက်ပါတယ်ဆရာတော်ကကျော်ရဲ့စကားကိုကြားပြီးတော့အေးဆေးတည်ငြိမ်တဲ့မျက်နှာနဲ့ပြန်ပြောပါ ါတယ်။ဥဒမီကတဲ့လို့အရွယ်တူရဟန်းငင်တပါဒီចောင်းတိတ်မှာရှိခဲ့ဘူးပါတယ်။သူကတော့ဥဝေယံပေါ့။သူကချစ်ရည်ချစ်ရာကိစ္စနဲ့စိတ်မချမ်းမြေရာနေအပြစ်ကျူးလို့ပြီးဒီចောင်းတိတ်မှာပဲအဆုံးစီရင်သွားတာပေါ့။အခုထိသူလဲလဲနေတော့မှာပဲခါတရံမင်းလိုရဟန်းတက်တွေတွေးကြရတာတွေရှိတယ်လို့ချို့ကလည်းမကြောက်ရဘူး။ဒါဟာသူ့ရဲ့ဝတ်ကြီးပဲလို့မှတ်ပါ။ကျွန်တော်စီရတော့အခန်းပြောင်းပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ဒီចောင်းတိတ်လေးမှာရွေးချယ်စရာအခန်းတွေမရှိတော့ပါဘူး။ဒါကြောင့်ပဲစီရတော့ကျွန်တော်ចောင်းတော်ဟောင်းဖက် ်ကအခန်းကိုပြောင်းခိုင်းပါတယ်။ကျောင်းသားလေးကိုလည်းအခန်းတက်ရှိရေးတွေလှုပ်ဖို့နဲ့ပစ္စည်းတွေပြောင်းရွှေ့ဖို့ကူညီခိုင်းပါတယ်။ဒီလိုနဲ့ကျောင်းတော်ဟာဘက်ကိုပြောင်းတဲ့အခါမှာကျွန်တော်အကြီးကျယ်မားသွားမှတိလခဲ့ပါတယ်။ဦးရံနဲ့ထမတွေ့ချင်လို့ပြောင်းလာခဲ့ရပါဒါပေမဲ့ဒုတိယညမှာကျွန်တော်နားလည်သွားပါ။ဘာကြောင့်သူနဲ့တွေ့ရလဲဆိုတာကိုဘွတ်ကျွေမဆက်ရသေးသေး၍ကျွန်တော်ဘဲပြောင်းပြောင်းဒီလိုတွေ့နေရအောင် ါပဲဒုတိယညမှာမနေ့ကစောစောထပြီးတော့နေခင်းလို့ဝတ်တရားတွေကိုလှုပ်ရလို့အိတ်ချင်စရာပြင်းပြနေပါညအုပ်ပိုင်းမှာပဲကျွန်တော်အိတ်ပျော်သွားပါတယ်လုံးမမတိပဲနဲ့အခန်းငါးခေါက်တန်တီတီတတာနဲ့ကြားလိုက်ရပါတယ်ဥဒမိကဥဒမိကကျွန်တော်ဥယျာဉ်မှာတကားဖွက်ပါအောင်ဥဒမိကဥဒမိကတကားဖွက်ပါအောင်လို့ပြောနေရင်လေ ရင်းရင်းနှီးနှီးဖြစ်ပေမဲ့လည်းညဟာကြားခဲ့ရတဲ့ဥဝေရံအတန်နဲ့မတူဘဲနဲ့စိတ်တက်ပြီးတော့ညင်းညူတန်လိုဖြစ်နေပါတော့လက်နုံသွားပါထိုင်ပြီးတော့အတန်မပြုတ်ဘဲနဲ့ငြိမ်နေလိုက်ပါတယ်ဒါပေမဲ့တကားခောက်တန်မရက်ပါဘူးကောက်ဖွပေးပါဖွပေးပါဖွပေးပါဟုတ်နောက်ဆုံးမှာတော့အတန် ဆွေမိနေတဲ့ယောက်ျားတယောက်ရဲ့ငိုတန်လုံးပြောင်းသွားပြီးရောရှာစရာကောင်းတဲ့ညီညွတ်တန်တွေထွက်လာပါတယ်အဲ့ဒီတန်ကြောင့်ကျွန်တော်ကြစ်သိမ်းဝင်းရင်တွေထောင်သွားခဲ့ရပါတယ်ခေါင်းမှာစပယ်မရှိပေမဲ့လည်းဦးခေါင်းတလုံးကျိန်တက်သွားပါတယ်ရောရဲ့ခန္ဓာကလေစုံတယောက်ကအားနဲ့ဆောက်တော်နဲ့တုံခါလာပါတယ်။တကားဖွဲ့ပြီဖွဲ့ပြီပါဘာလို့ဖွဲ့တာလဲမသိတာရဲ့ကျွန်တော်ဟာမသိတာဆိုရင်နာမည်ကြားလိုက်ရတော့ရောရဲ့ခန္ဓာကိုယ်တစ်ခုလုံးနင်းမှုနဲ့ထုတ်တလို့ခံစားလိုက်ရပါတယ် ကြစ်ချင်းဆင်သူလိုပဲကျွန်တော်ရဲ့အခန်းရဲ့ပတင်းပေါက်ကလေပြင်းမုန်တိုင်းတက်ခိုက်တလို့နဲ့အားနဲ့ဆွဲဖွဲ့ခံလိုက်ရပြီးတော့ဘူဝဝအတန်နဲ့ကြားလာရပါတယ်။ဒါမျိုးလေတံကိုကြီးလက်ဒေတာတွေမှာနာနာဘဝရဲ့ခေါ်တန်းလို့ပြောတတ်ကြပါတယ်။အဲဒီနောက်မှာပဲကြီးကအုပ်ကြီးအုပ်ရဲ့အော်မီတန်ကလည်းညတဲ့ကောင်ရဲ့အချိန်မှာစူညံစွာပေါ်ထွက်လာပါတယ်။ကလေးပေါက်ကနီးဟန်ဘာရဲ့မျက်နှာအားလေပေါ်လာပါတယ်မျက်နှာကမဲနေပြီးတော့စိမ့်ဝါရ န်းနေပါတယ်ရှားလည်းရှီထွက်နေပြီးတော့မျက်လုံးတွေကနေရဲနေပါတယ်ဒါကကျွန်တော်ပထမညတွေ့ခဲ့ဦးရံမဟုတ်ပါဘူးဒါဝေရံနဲ့ပါတကားဖွဲ့ပေးပါလို့ပြောနေတာဘာလို့မဖွဲ့တာလဲမသိတာရဲ့သူ့ရဲ့ပုံမှန်တဲ့ကအရန်ကိုကြောက်စရာကောင်းနေရမို့ကျွန်တော်ရဲ့မျက်လုံးကိုမိတ်ပြီးတော့ကဲတော်မူပါဖျားလို့អော်လိုက်ပါတယ်ပြီးတော့ခန်းထဲကနေတစိမ့်နဲ့တွေးနေရတယ်လို့တကြောင်လုံးကြောင်းអော်ဟဲ့ပြီးတော့ဖက်ပြေးခဲ့ပါတယ် ကျန်သားလေးတွေကျန်တဲ့ဟန်းတွေဆရာတော်အားလုံးထိတ်ငဲ့နေကြအခန်းကနေပြီးတော့ထွက်လာကြပါကျွန်တော်ကဗုဒ္ဓရုပ်ပွားတော်ရှိရာအာယုခံဆောင်ဖက်ကိုပြေးလွှားဝင်သွားပြီးတော့ဆရာတော်ကြီးကိုကဲ့တင်ဖို့မျောလင့်ခဲ့ပါတယ်ဒါပေမဲ့နောက်ကျွားနေဦးဝင်ရဲ့ခေါတန်းလိုင်းလာနေလို့ပါပဲကျွန်တော်ကလက်ပြီးတော့တတိလက်သွားပါတယ် တတိလက်သွားတဲ့အိမ်မထဲမှာတော့အသိကဖြစ်ဖြစ်ပြီးပြန်ပေါ်လာပါတယ်ဆိုတော့ဦးဝေရံကဘာကြောင့်ရင်းနှီးခဲ့လဲဆိုတဲ့အဖြစ်ပေါ့ဂျော်ရူနီယာဟာတက်ကတုံမှာတငယ်ချင်းတွေဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့ဒီနေ့မှာဦးဝေရံဟာရုတ်တရက်ပြောက်ကွယ်သွားခဲ့ပါတယ်ဟုတ်ပါတယ်ဂျော်ရဲ့လက်ရှိချက်သူမတီတာဟာအရင်တော့ဦးဝေရံချက်သူဖြစ်ခဲ့ပူတာကိုတတိယလိုက်ပါတယ်နိုးလာတဲ့အခါမှာဇက်လန်တစ်ခုလုံးကိုစစ်စစ်မိသွားပါတယ် ဦးဝင်ဟာချက်ရည်ချက်ရကြောင်စိတ်မချမ်းမြေအားနေအဆုံးစီရင်ခဲ့ရတာကျတော့ကြောက်ပဲလေကျတော့ကသူ့ချက်သူကိုလိုက်ခဲ့ကျတော့ကြောင်သူစိတ်ဆင်းရဲပြီးတော့ကိုကိုကိုအဆုံးစီရင်ခဲ့လေဒါဟာကျတော့ရဲ့ဝက်ကြွေပါသူများရဲ့အချက်ကိုလူယုံမြေရဲ့ကံကုလိုလာ၆လက်တာပါပဲဒီကွာမှာဘာမှအကြောင်းမဖြစ်လာပါဘူးအရာအလုံးဟာကြိုတင်တတ်မှတ်ထားတဲ့အတိုင်းရှိနေတာကိုကျတော့ဇက်လန်ပြည်စော်ကိုဆရာတော်ဦးခင်မီတာကိုရှောက်တင်ပါတယ်ဆရာတော်ကကြံရှိနေတဲ့ကာလအတွင်းသူ့ကြောင့်ဒုက္ခရောက်နေရမှာဒီခံပြီးတော့ လက်ခံပါဒါဟာမင်းရဲ့ဝတ်ကြွေးဝေယံပြုခဲ့တဲ့မကောင်းမှုတွေအတွက်ရင်ဆိုင်ရမယ့်အရာပဲဒီဟန်ပြုခြင်းရဲ့ကောင်းမှုကုသိုလ်အားလုံးကိုသူ့အတွက်ရည်စူးပြီးတော့မျှပေးဝေလိုက်ပါလို့မိကြပါတယ်လို့နဲ့ကြံရှိရဲ့ဆက်တညအတွင်းမှာကျွန်တော်ညတိုင်း6လက်ခံခဲ့ရပါတယ်လူများကလည်းเจ้าနိုင်ထဲမှာဘာလို့6လက်ခံရတာလဲလို့ထင်ကောင်းထင်ကြလိမ့်မယ်ကျော်ထင်တာနေရာနဲ့မဆိုင်ပါဘူး ကျွန်တော်နဲ့ပဲဆိုင်လာပါယနေ့ချိန်ဒီကျွန်တော်လူထွက်ပြီးရဲ့နောက်ပိုင်းတော့မှဝေယံနဲ့အိမ်မက်ထဲမှာဆက်မက်နေသေးပါပဲအဲ့လိုဖြစ်တိုင်းကျွန်တော်သူ့အတွက်ကောင်းမှုကုသိုလ်တွေပြုပါတယ် ကျွန်တော်မတိတာကိုလည်းအကုန်ပြောပြထားပါတယ်။ဒီမားကလည်းစိတ်မကောင်းဖြစ်နေပါတယ်။ကျွန်တော်နေရာစလုံးကဥွေရံတွေကောင်းမှုကုသိုလ်တွေမကြခဏပြုလုပ်ပေးကြပါတယ်။ခုဆိုရင်တော့ကျွန်တော်ရဲ့ချစ်သူနဲ့အိမ်ထောင်ကြပြီးတော့သားသမီးတွေရှိနေပါပြီ။ကျွန်ရဲ့ဇလံကိုနားထောင်သူအားလုံးအတွက်ဒီဇလံဟာသတိပေးချက်တစ်ခုဖြစ်စေချင်ပါတယ်။ဟုတ်ကြွေးဆိုတာဘယ်တော့မှမလွတ်မြောက်ပါဘူးဗျ။ ကျောရဲ့ယဟန်ဘဝ15ရင်ဟာဘဝတစ်ခုလောက်အတွက်ပေးဆက်ရမယ့်အကျွေးသက်သက်ဖြစ်နေခဲ့ပါတယ်ဗျ။ဝေယန်နဲ့ဟာကျောနဲ့ကျောရဲ့ဇနီးရဲ့ဘဝထဲမှာကုတုတရားနဲ့ပဲနေဖို့တတိပေးနေတဲ့ဝတ်ကျွေးရှင်တယောက်လိုပါပဲဗျာ။ချက်ချင်းမေတ္တာဆိုတာဘလောက်တောင်တန်ဖိုးရှိတယ်လဲ။ဖက်သားရဲ့စိတ်နှလုံးကိုနာကျင်အောင်လုပ်မိပါဘလောက်ကြာကြာပေးဆက်ရတယ်ဆိုတာကိုကျောရဲ့ဘဝကတည်တည်ပါပဲဗျာ။ကဲပိတ်သက်ကြီးရဲ့ပိတ်သက်ကြီးရောချစ်သူတူကို လူယူဖူးပါ။အဲ့ဒီဝတ်ကျွေးကိုရင်ဆိုင်ဖြည့်ရှင်းရဲ့အစင်သက်ဖြစ်ပြီလား။မိမိရဲ့ပြည့်စုံမှန်ဘဝချမ်းသာ ာမှုအတွက်သူတစ်ပါးရဲ့စိတ်နှလုံးသားကိုနင်းချိပြီးတော့တကယ်ချမ်းသာမှုဖြစ်ပါသလားတသနာမောင်တွေကိုဝင်ရောက်တဲ့တိုင်အောင်လောဘနဲ့မိထုံညာကောက်ကိုဆော့လော့ခြင်းဟာမိထုံကိစ္စကိုဖုံးကွယ်ရန်နီလန်တစ်ခုဖြစ်ပါသလားကဲဒီဇက်လန်ကနေမိတ်ဆွေတို့ကဘာကိုရရှိသွားရလဲကဲကိုယုံကြည်လာသလားဒါမှမဟုတ်ကြောက်စိတ်တက်တက်ပဲလားကို့ဖြေကိုရေဆန်ကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဘောဆိုတာဘဒုမှာမျက်နှာသာမပေးပါဘူးခင်ဗျာမိတ်ဆွေတို့ခံစားရတယ်လို့ကျွန်တော်ရဲ့ comment box မှာရေးပေးခဲ့ကြအောင်နော်ဒါဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြဖို့မမေ့ကြ ားနဲ့နော်ကျွန်တော်ရဲ့ channel လေးမှာဇာတ်လမ်းတင်ပြကိုအပတ်စဉ်မုတ်ဟူနေနေတနင်္ဂနွေနေ့တိုင်းမှာတစ်ဆက်ပေးနေတာမို့လို့ကျွန်တော်ရဲ့ channel ကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာပေးသက်ကြည့်အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ